ျွန်တော်နာမည်ကိုပိုက်စိုးတော်လို့ခေါ်ပါတယ်။ပြက်စင်းနေရာကြီးပြန်လဲဖြူရှားဖို့အတွက်အသစ်တွေစတင်ဖို့အတွက်ကကျွန်တော်တို့စင်စားကြည့်တော့လှုပ်ရှားမှုဟာရန်နေနေတယ်ခုလက်ရှိကျွန်တော်တို့လုပ်ငန်းတရားရာခိုင်နှုန်းရှိရဆိုရင်ပြောချစီးနေတာတရားပီးတဲ့တရားပီးတဲ့ကျွန်တော်တို့ရှိကိုရောက်လာတာနေပြီးတော့ကျွန်တော်တို့အဲ့ဟာကို100%နေပြီးတော့အခုကျွန်တော်တို့ဆို မနေ့ကအထီးတော့တွဲပါစံတီတော့ကျွန်တော်တို့ပြီးနေပါပြီပေါ့စပြီးတော့လုံနိုင်နေပြီပေါ့အဲ့ဒီ8%လောက်တော့ကျန်သေးရပေါ့ခက်ခဲမှုရတော့များတာပေါ့အဲ့နောက်ပိုင်းမှာလည်းအခုကျွန်တော်တို့ကိုထပ်ပြီးတော့ Dragon Empire လို့ Select Company လို့ Gaia Company လို့ WB7 တို့အားလုံးကုမ္ပဏီရဲ့ညီကိုလေးရတဲ့အတွေ့ဆက်ရန်ရရကြီးလေလာရောက်ကူညီပြီးတော့ပူးပေါင်းနေပါတယ် PC နိုင်မှုရှင်ညာကျွန်တော်ကခံမှန်းတော့အခုနောက်ဒုံးနေရဲ့ဟိုင်းနဲ့ဆိုတော့တလာခွဲနှစ်လလောက် တော့ခံမရပါနဲ့ဂျုံတွေရဲ့ခက်ခဲကတော့ကိုကဟိုဘောလူလူတွေကဒုက္ခတွေအလုံးရောက်ကြတာကိုလူတွေကတော့အပူတွေနဲ့ဆိုတော့လုပ်ငန်းစဉ်တွေမတိကြဘူးပေါ့ပြီးရင်အဲ့ဒီပျက်စီးမဲ့ပြူကြနေကိုရှင်းတဲ့အခါမှာဘေးအိမ်မှာညာဘက်အိမ်ဘယ်ဘက်အိမ်တောင်းဆိုရတယ်ပြီးရတယ်တချို့ကလည်းသူတို့အိမ်ကိုပျက်စီးလာရင်ဘယ်လိုရောပြမလဲဒါမျိုးတွေကိုကျွန်တော်ကတော့လူမှုရေးပိုင်းတွေပါထည့်ပြီးတော့ဒီတောင်ယူနိုက်တဲ့အုပ်ကြီးတွေပါနဲ့ခေါ်ခက်ပြီးတော့လေ ဖြည့်ရှင်းပေးပြရတဲ့အခက်အခဲလည်းရှိတာပေါ့။တော့နားလည်ပေးမှုတွေဖြစ်အောင်လေးစိတ်တွေလျှော့ဖို့လေးလည်းပြောဆိုရရှိပါတယ်ကျွန်တော်တို့။အဲအရခက်ခဲတာပေါ့နော်။နောက်ပြီးတော့လည်းကျွန်တော်နဲ့ပူပေါင်းမဲ့ဗော်လန်တီယာညီငယ်လေးလည်းလိုအပ်တယ်ပေါ့။အဓိကကျွန်တော်ပြောချင်တာတော့ကိုးဆောက်ဦးဖြည့်ရှင်းနေဆိုရင်ကျွန်တော်တို့မဆက်သွယ်ခင်မှာစီပင်မှာဖြည့်ပြည့်ဖြည့်ပြည့်မိတ်လေးကြဖို့ဓာတ်ပုံလေးပုံနဲ့ရိုက်ပြီးတော့တွားရောက်လျှောက်ထားပြီးမှဖြည့်ပြည့်မိတ်ကြပြီးဆိုမှကျွန်တော်တို့ရှိလာရောက်ဆက်သွယ်စီချင်ပါတယ်။မဆက်သွယ်ခင်မှာလည်း ဘေးရဲ့ကိုယ့်ရဲ့ဘေးပညာပတ်ဝန်းကျင်ကိုလည်းကျွန်မတို့အိမ်လေးကျွန်တော်တို့အိမ်လေးဖြစ်စီရခါဖြူရှားရခါလေးအနေချင်းလေးဒုက္ခရောက်ရဲဆိုတော့တိခန့်ပြပါဆိုတာမျိုးလေးနားလည်မှုတွေတိဆောက်ခဲ့ပြီးဖို့လေကျူတူမိမိတဲ့ရက်ခံပါတယ်လို့ခက်ခဲမှုပိုင်းကတော့အဲ့အရာတွေပါပဲကျူတူစီမံမန်းကတော့ကျွန်တော်တို့ကတော့အမြဲတမ်းမြည်သူမဆိုကျွန်တော်တို့အားလုံးတက်ဆွမ်းသမျှအကုန်လုပ်ပေးနေပါမယ်လို့ကျွန်တော်ဂရီပေးနေပဲခက်ခဲမှုပိုင်းရောစီမံမှုပိုင်းရောဖြူရှားချင်တာရောအားလုံး ောပြဒီလိုပဲပြောပြလိုက်ပါတယ်ဗျာကျွန်တော်တို့အခုလောက်တာကကျွန်တော်တို့ကခမဲ့ပါပဲစေတနာရှိလို့အလူထဲတာလွဲကျွန်တော်တို့ကဘလိုမျိုးဘယ်တိန်ဘယ်လောက်၅သိန်းထဲပါ၁၀သိန်းထဲပါကျွန်တော်တို့မချိပါဘူးကျွန်တော်တို့ညီကိုဖွဲ့ရာ အခားမဲ့ပဲလုပ်ပေးပါတယ်စေနာရှိရင်စီဘိုးနေနဲ့သူတို့ပေးရဆိုတော့စီဘိုးရေးသားရေးဆိုရင်လည်းကျွန်တော်တို့ရလက်ခံပေးလိုက်ပါတယ်။ဟောဒီအင်ယူလာဖြတ်ပေးပါအောင်ဘယ်လောက်ပေးရမှန်းမသိဘူးကျွန်တော်တို့မှတတ်မှတ်တာကြမ်းမှမရှိပါဘူးကျွန်တော်ပြင်းပြမျိုးရညီငယ်တွေပူပေါင်းမှာကျွန်တော်တို့၂၀ရဲ့နေရာရှိရတွေနောက်မြေသေးကားတွေရသလိုပူပေါင်းမှာကျွန်တော်တို့နေရာလည်းကျွန်တော်စီကိစ္စအစကျွန်တော်တို့ရဲ့တေးရှာစီမံခန့်ခွဲပြီးတာဝန်ယူပြီးလုပ်ပေးနေပါတယ်ကျွန်တော်တို့အားနဲ့အိမ်နဲ့ကူညီပေးကြပါကျွန်တော်တို့ပြင်းပြမျိုးတွေပြန်လဲ ရှင်ပြည်နိုင်အောင်လေးအားလုံးအတူတူလုံးမှာပဲဖြစ်မယ်လို့တိုက်တွန်းချင်ပါတယ်လို့ဒါလေးတော့ပြောချင်ပါတယ်ခင်ဗျာတော်လာမြင်တက်ရှိစက်ရှိပြီတမကြီးကလေအမှန်မှအဲ့ဒီအချိန်တော့အိမ်ထဲမှာ အနာယူတာတို့စဖတ်တာတို့နပြတော့တရားနာတာတို့အဲ့ဒါလုံးနေကြလေအဲ့ဒီနေကြမှာထူးထူးဆန်းဆန်းအင်းကနေပြီးဒီအတုတ်ဆိုင်တွေကိုရောက်လာတာကန်ကောင်းပြီးတော့လွတ်သွားတော့ပေါ့နောက်ပြီးတော့အိမ်ထဲမှာလေကိုကတယောက်ထဲနေသူကကြည့်တော့ငြိမ်သွားတဲ့ခါကျတော့မဟုတ်လေသူများတွေကနေပြီးတော့တွဲခေါ်ပြီးတော့အဲ့မှာနေနည်းနည်းပြတာပေါ့ပြတဲ့ခါကျအင်းကခါပြတင်တယ်လို့ပဲဖြစ်သွားတယ် အဲ့လိုမျိုးကြီးအောက်ကိုလုံးဝရပြုံးကြသွားပေါ့အခန်းလေးတွေကတော့ပွင့်ထွက်သွားတာပေါ့အဲ့ဒီကပစ္စည်းတွေရောဘာတွေရောအကုန်လုံးပွင့်ထွက်သွားတယ်အဲ့ဒါမျိုးကိုတွေးလိုက်ရတယ်တခါမှမကြုံဘူးကဆမရီအခုဆိုအသက်80ရှိပြီလေဒါပထမဦးဆုံးတင်မကြွေးဘူးတွေ့မှုလိုက်တာကိုကိုတိုင်းကလည်းပဲအပျက်စီးထိခိုက်များတဲ့ထဲမှာပါသွားတဲ့ခါကျတော့လေသူတို့တွေကိုလည်းပဲကိုက ကိုနဲ့ထက်တူပဲပေါ့နော်စိတ်မကောင်းမှုဝင်နေတယ်အဲ့ဒီအပြင်မပြောလိမ့်မယ်နဲ့အသက်လေးပဲပေးဆက်လေးရတယ်ဆိုတဲ့ဥစ္စာတို့တော့တကယ်ဘယ်ထိတ်လန့်ကြောက်ရွံ့သွားပြီးတော့တရားတန်ခိုးကြီးလည်းရခဲ့ပါတယ်အိမ်ဖြူလိုက်ရတဲ့ချိန်ကတော့ ဟိုစိတ်ထဲမှာလေအခုဘာကိုမှမတွေ့ကြတော့ဘူးတပစ္စည်းတွေစောက်ရှောက်ထိသိမ်းနေရတာအခုပဲစိတ်ထဲမှာဝန်လေးနေရပေါ့နော်အဲ့လိုမျိုးနေရခါကြတော့ဘာမှတော့မနှက်မျောပါဘူးကျူစာဒါပေမဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့အိမ်သားနီးချင်းတွေရောနောက်ကိုယ့်ရဲ့တာသမီး တစုရောပေါ့လေအားလုံးပေါ့အပေါင်းအသင်းရောင်ရင်းတွေအားလုံးမိတ်ဆွေတွေရောတပည့်သားမီးတွေရောပေါ့နော်သူတို့တွေတွေပါအကုန်လုံးစိတ်ကောလူရောပင်ပန်းနေကြတာဦးရောအခုထိကိုစိတ်မကောင်းခိုင်ကြလို့ရှိရင်ညညသူတို့တွေတွေကို အမှတ်တွေရပြီးစိတ်မကောင်းလို့ねအိတ်မပြောတဲ့ အချိန်ပိုင်းလေးတွေတောင်မှရှိလာတယ်ပေါ့ဂျေစုတင်တဲ့အပြင်အဲ့ဒီပရဟိတအဖွဲ့ကိုဆိုကြပါစို့နော်သူတို့တွေကမကူညီဘူးဆိုရင်ဆင်မကြီးဘာမှဘာမှမလုပ်နိုင်မှာမဟုတ်ဘူးသူတို့ထဲမှာလည်းဆင်မကြီးကပင်စင်စားလीအဲ့တော့သူများရဲ့လိုရွှေတို့ငွေတို့ထုတ်တယ်မရှိဘူးမရှိတဲ့အခါကျတော့ နေမဖြစ်ထိုင်မဖြစ်ကိုဖြစ်သွားမှာပေါ့။နောက်ပြီးတော့လှူဖွဲ့ရှိတယ်လေ။တခြားမျိုးကနေရောက်ရောက်လာကြတယ်။အဲ့ဒီဥစ္စာလေးနဲ့ကြုံတဲ့ခါကျတော့ကိုလည်းအဲ့ဒီအလှငွေလေးတွေကိုရတယ်လေ။ရတဲ့ခါကျစိတ်ထဲမှာတာတို့ကနုမောတယ်လားလို့ခေါ်တယ်။ဝန်တာဝန်နေပြီးတော့လည်းဖြစ်ရတယ်။